င်္ဂလာပါရှင် MCN ရုပ်သံသတင်းဌာနကနေစီစဉ်တင်ဆက်ပေးနေတဲ့ Business Today အစီအစဉ်ကကျေဆိုပါရယ် Business Today အစီအစဉ်ကနေနိုင်စင်နိုင်ငံတကာသုံးငွေကြေးပေါင်းစည်းနဲ့အတူရွှေဈေးနှုန်း73စီဈေးနှုန်းနဲ့ဆန်းဈေးနှုန်းတွေအပါအဝင်စီးပွားရေးဆိုင်ရာထူးခြားမှုသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့နိုင်ငံတကာသုံးငွေကြေးပေါင်းစည်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့2019ခုနှစ် MESLA 6ရက်တင်လင်းလာနေတဲ့အတွက်ပြည်တွင်းပြည်ပမှာလဲလှယ်နေကြတဲ့ငွေကြေးဈေးကွက်တွေအရဆိုရင်တော့ အမေရိကန်ဒေါ်လာ1359ကျပ်ဥရောပတယူရို1441ကျပ်စင်ကာပူဒေါ်လာ962ကျပ်တရုတ်တယွမ်196ကျပ်အိန္ဒိယတရူပီ20ကျပ်မလေးရှားတရင်းကေ304ကျပ်နဲ့ထိုင်းတစ်ပတ်ကို38ကျပ်ဝန်းကျင်အသီးသီးပေါင်ဈေးရှိနေကြပါတယ်ဒီကနေ့အမေရိကန်ဒေါ်လာရဲ့ပြန်မပေါက်ဈေးနှုန်းဟာ1355ကျပ်ဝန်းကျင်ပေါက်ဈေးကိုရောက်ရှိလာပြီးဈေးနှုန်းနှင်းငယ်ကျဆင်းသွားပါတယ်ရှင်။ က်လက်ပြီးဒီကနေ့အတွက်ရွှေစင်းတို့အခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီကနေ့ညနေ3:00နာရီမြန်မာရွှေစည်းကွက်မှာ16ပဲရည်တစ်ကြက်သားအယောင်စီ8,800ကျက်နဲ့အဝယ်စီ8,800 8,800ကျက်စီဖြစ်ခဲ့ပါတယ်။ကမ္ဘာရွှေစည်းမှာဆိုရင်တော့တစ်ထရိုင်အောင်စကို1,233ဒေါ်လာပေါင်စီရှိနေပါတယ်။ဒီကနေ့မှာတော့ပြည်တွင်းရွှေစည်းတို့အပြင်ကမ္ဘာရွှေစည်းလည်းတိတိတတ်တတ်ကျဆင်းသွားကြောင်းသိရှိရပါတယ်ရှင်။ရန်ကုန်မြို့က73စီစင်းတို့အခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ ဒီဇယ်1လီတာကို920ကျပ်ကနေ925ကျပ်ဝင်ခြင်းပရီမီယံဒီဇယ်1လီတာကို940ကျပ်ကနေ945ကျပ်ဝင်ခြင်းအောက်တိန်92တလီတာကို930ကျပ်ကနေ935ကျပ်ဝင်ခြင်းအောက်တိန်95တလီတာကို960ကျက်ကနေ980ကျက်ဝင်းကျင်တည်တည်ပေါက်ဈေးရှိနေကြပါတယ်။ဆောက်သုံးစီဈေးနှုန်းတွေဟာဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲအရင်တစ်ပတ်ကအတိုင်းဈေးနှုန်းဆက်လက်တည်ငြိမ်နေပါတယ်ရှင်။ ဒီကနေ့အတွက်ဆန်းစင်းလုံးအပြောင်းလဲအခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့အမထစံကြံတဲ့အိတ်ကိုအရေးအသေးပေါ်မူဒီက18000ကနေ19000ကျပ်ပဝန်းကျင်ရှိနေပြီးစံကြောပေါ်ဆံမွေတဲ့အိတ်ကိုလည်းအရေးအသေးပေါ်မူဒီက3000ကနေ3600ကျပ်အထိရှိတယ်လို့မြန်မာနိုင်ငံစံစွားကုန်စည်တိုင်းဝါဒန်းကနေသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးဒီကနေ့ရန်ကုန် Stock Exchange နောက်ဆုံးဈေးကွက်အခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ First Myanmar Investment Company Limited ကအစုရှယ်ယာတစုကို2000ကျပ်နဲ့ဈေးဖွင့်ထားပြီး2000ကျပ်နဲ့ဈေးပေးခဲ့ပါတယ်မြန်မာဒီလောကအစည်းအဝေး Holding Public Limited ကတော့အစုရှယ်ယာတစုကို4200ကျပ်နဲ့စတင်ဈေးဖွင့်ခဲ့ပြီး4300ကျပ်နဲ့ဈေးပေးခဲ့တာပါမြန်မာ Citizen Bank Limited ကတော့အစုရှယ်ယာတစုကို6000ကျပ်နဲ့ဈေးဖွင့်ထားပြီး6000ကျပ်နဲ့ဈေးပေးခဲ့ပါတယ် First Private Bank Limited ကအစုရှယ်ယာတစုကို3150ကျပ်နဲ့ဈေးဖွင့်ထားပြီး3150ကျပ်နဲ့ဈေးပေးခဲ့ပါတယ်။ရန်ကုန် Stock Exchange ဈေးကွက်မှာအခုရက်ပိုင်းအတွင်း First Private Bank Limited ရဲ့အစုရှယ်ယာဈေးနှုန်းတွေမြင့်တက်ခဲ့ပါလေရှင်။ MCN သတင်းဌာနရဲ့ Business Today ရုပ်မြင်သံကြားအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာဆိုရင်တော့ MCN TV News အမီနဲ့ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ် MCN ရုပ်သံသတင်းဌာနရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေမှာကြော်ညာထည့်သွင်းလို့ရတဲ့ဆိုရင်ဖုန်းနံပါတ်39936398639ကိုဖြစ်စေ email လိပ်စာ newsroom.mcn@gmail.com ကိုဖြစ်စေဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနကထုတ်လွှင့်ခဲ့တဲ့ business တွေ့ရေးအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ကျမကတော့တသက်ဥပါရှင်။